ဒီနေ့ကဗုဒ္ဓဘာသာဝင်တို့ရဲ့နေတွေ့နေ့မြတ်ကြီးဖြစ်တဲ့ကဆုံလာပြည့်နေ့ပဲဖြစ်ပါတယ်။ကဆုံလာပြည့်နေ့မှာဗုဒ္ဓဘာသာဝင်တွေရဲ့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့မြေဝင်းတွေကိုရက်ကူပြတတ်ကြပါတယ်။ကျေဥတာကကဘာအေးဖီးယားကိုရောက်နေပါတော့เนาะကဘာအေးဖီးယားမှာညောင်ရီသွပွဲပြုလုပ်ပြီးတော့ဖီးယားကိုလာပြီးတော့ကုသိုလ်ယူနေတဲ့မြင်ကွင်းတွေကိုရိုက်ပြပေးမှာဖြစ်ပါတယ်။ ဒီကစုံလာပြည်နေ့ကဗုဒ္ဓနေ့ဆိုပြီးတော့ဗုဒ္ဓဘာသာဝင်တွေကတည်ထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကစုံလာပြည်နေ့မှာပဲသူမိသားရှင်ရဲ့တိတ်ကဒီဗဒကဘာမှာလေးစုမြောက်ဘောဓမအမေအမိနဲ့ဘုရားစေစေဧကံဖြစ်မယ်လို့ဗျာဒိတ်တော်ကိုခံယူခဲ့ပါတယ်။ဒီကစုံလာပြည်နေ့မှာပဲဂေါရမ ဖျားအလောင်းတော်တိတ်တရာမင်းသားကိုဖွားမြင်တော်မူခဲ့ပါတယ်ဒီကစုံလားပြင်းနေအာယုတ်တချိန်မှာပဲဂေါရမဖျားအလောင်းတော်ဟာတပြည့်ညဉ့်ညံတော်ကိုရရှိပြီးတော့ဖျားဖြစ်တော်မူခဲ့ပါတယ်ဒီကစုံလားပြင်းနေမှာပဲဖျားရှင်ဟာမန္လာမြင်းတို့ရဲ့အင်ကျဥယျာဉ်မှာပြိဋိဘက်ဆန်တော်မူခဲ့တာဖြစ်ပါတယ် နေ့ကစုံလာပြည်မှာအရင်ဆုံးကဘာကြီးဘုရားကိုပူမြော်ခဲ့တယ်ကဘာကြီးဘုရားကနေနောက်ထပ်ဒီတာရုကဘုရားကိုတွားရောက်ပူမြော်ရေပေါ့နော်တာရုကဘုရားလူရမ်းများတဲ့အတွက် ပြန်ထွက်လာပြီးတော့ဒီမော်ဘီဘက်ကိုဆက်သွားတယ်အခုဒါမော်ဘီကနံပါတ်1ရှင်မော်တင်ဘုရားကိုဝင်ဖူးတာဖြစ်ပါတယ်ဒီမှာကရှင်မော်တင်ဘုရားဘုရားပွဲတော်အကျင့်မပြုလုပ်နေရဘူးတွေ့မြင်ခဲ့ရပါတယ်စံနေတော်တော်များများခင်းကျင်းထားပြီးတော့ဒါဘုရားပွဲကညဘက်မှာစီကားမှာပေါ့နော် ကုရှင်မော်ဒေဗီယာနေပြအထက်မှာပန်းတပွင့်တောင်ကိုသွားမယ်ပေါ့နော်ပန်းတပွင့်တောင်ကိုသွားဖို့သွားတဲ့လမ်းမှာမော်ဘီမျိုးနယ်တွေမှာတွေ့ရတယ်ဒါကုစုံလာပြည်နေ့ဘုဒ္ဓဘာသာဝင်တွေရဲ့ကုသိုလ်ကောင်းမှုပြုလုပ်နေတဲ့မြေခွေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ် သိပြီကိုတော်ဝင်အောင်ပြီးပန်းတပွင့်တောင်ကသက်သက်လွတ်နေမြင်ဖြစ်ပါတယ်ပထမတစ်ခေါက် vlog မှာတော့ပန်းရွတ်တောင်ကိုခြေချင်းတိုက်ကျစ်ခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ပန်းရွတ်တောင်ဖျားခြေရင်ထီကိုကားနဲ့ပဲတက်ရောက်ဖြစ်ခဲ့ပါတယ် ကဲပေါ်ပြီးပန်းတွင်တောင်ထက်ရောက်ပါပြီကဲဟဲကျိုးဆိုကြီးလာတာကျိုးဆိုကြီးကလေးလေးရတအခုဒါပန်းတွင်တောင်ရောက်ပြီပေါ့နော်ညနေလေးနေတော်တော်စောင်းနေပြီပေါ့ဖရာဘူးတွေတော့ထိတ်မရှိတော့ဘူးပေါ့နော်အရင်ထိတ်မှအရှိမှလဲပန်းတွင်တောင်ကိုတင်သားပူရပေါ့နော်အဲတော့ကလည်းကြီးရှုသူအများကြီးရပါတယ်ဒါလည်းအခုဒုတိယတစ်ခါပန်းတွင်တောင်ကိုရိုက်ကူးပြတာမှဖြစ်ပါတယ်အခုနေအေးဝပြီဆိုတော့အရင်ကတော့မပူတော့ဘူးပေါ့နော် ို့ဒီတဖျားအတွင်းမရညနေ9နာရီဆိုတော့ပိတ်ပါပြီခိုင်းဆိုရင်တော့6နာရီပိတ်တယ်ဒီနေ့ကလာပြင်းနေဆိုတော့နည်းနည်းလေးနောက်ကျပြီးမှပိတ်ပေးတာပေါ့နော်9နာရီပိတ်ပါတယ်အခုဒီပြီးတော့ရန်ကုန်မြေရောက်သွားပြီရန်ကုန်နေမှာတကအခုမှော်ပြီးပန်းတို့ဘက်ကတောင်းလို့ န်တွေ့တောင်းလာရပေါ့နော်ဒီခြေခြေမတက်နိုင်တဲ့အဖိုးဖွားရဲ့တကြီးရွယ်အွေးဆိုရင်ဒီကာလတ်ရှိရပေါ့ဒီကာလတ်ကနေပြီးတော့လာမယ်ဆိုရင်ဒီအပေါ်ဒီလေကားတက်လေးအသိမကျန်တော့ဘူး10ထက်15ထက်လောက်ပဲရှိရပေါ့နော်ဒီတောင်ပေါ်ဒီကားလည်းတက်လို့ရပါတယ်ဟုတ်တော့ဟိုဘာတော့ TV ထဲ ဒီဖျားပေါ်တော့အရင်ဘလော့မှာလဲတင်တာဆိုတော့ဒီတစ်ခါအသိအများကြီးမြိတ်ပြတော့ဘောเนาะအောက်မှာဈေးဆိုင်လေးရှိတယ်ဈေးဆိုင်လေးအရင်ကတော့အဲ့ဈေးဆိုင်လေးတော့မရှိဘူးအဲ့ဈေးဆိုင်လေးတို့တစ်ချက်ရိုက်ပြပါမယ်ပြီးတော့အချင်းရဟိုးရှိရ MOF organic fan ပေါ့เนาะမြန်မာ organic fan တွေကိုတစ်ချက်ဝင်ပြီးတော့ဈေးဝယ်ပြပါမယ်โอ้นี่หมูก็ก้าวมาปลาไม่ได้ ကြတာအဲ့ဒါကြောင့်ဒီတော့ဒါရေရောက်တဲ့ထဲလိုရတယ်ဒီအောက်မှာဒူဦးသားလောက်တော့ဟိုမှာလေးအောက်မှာညဘက်ကကောင်းတယ်ညဘက်ကကောင်းတယ်ညဘက်ကကောင်းတာမစားသူတို့ဒါမျိုးကအခုမှဟိုတေချာစားဝင်ထောက်မှာနာပူတွေမှမုံလဲစားလိုက်ကြတယ်ဆိုတော့ပြင်လိုက်ကြတော့ညဒါဒီနေကုတော့ဟေးရှင်နေကုတော့တချောင်းဖက်ကြည့်လိုက်ပါနော်။အဲရှုံးနေကူတူရဲ့ကျချင်းချင်းလုံးပလိုက်တာကျ။ Mira yo.